ော်မြကြီးရဲ့ပုံတူတော်ကိုတစ်ခါသုံးခါမှရိုက်နေတဲ့ကိစ္စပေါ့နော်။ဒါဒါဟာဘုရားမတော်ဝင်နေထုံးမြထားရဒီဆွေကုံစီတော်ဆိုတာတကယ်လေးစုတက်ပေါ်ဆွေကုံ။ဘာကြောင့်ဒေါ်စုကြည်ကိုဖះကိုဖယ်ပြီးဖះနံမှာဒေါ်စုကြည်ရုပ်ထုကိုဒေတာကိုခွေကြတယ်လေမင်းရဲ့။နောက်မှာနေရင်စေးရေးပကြီးရှိ။အဲ့ဒီနေစေးတော်ဝင်းအတွင်မှာဒေါ်စုကြည်ရဲ့ရုပ်ထုကိုဒေတာကိုခွေတဲ့အခါကျတော့ဖះကိုဖယ်ပြီးဒေါ်စုကိုကိုခွေတဲ့အနေထား။ချက်ကောင်နောက်နေ၁၈နောက်နေ၁၈ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အမိခံကြီးသူတို့ဘဝတည်ရောက်ရှိရနေလေနော်။ 给俺用年的嘛，用年的多的，今用交不完的呗，都过啊。一为钱要不要都过啊，难送大逼哟。给俺用年的嘛，用年的多的，今年用交不完的。 ပလောင်နေရှီမာရောက်နေတဲ့ PDF တွေဒီလဲပလောင်နေရဲ့အခိုင်းအစီဂျုံဘဝနဲ့ကိုကန်နေရှီမာရောက်နေတဲ့ PDF တွေဒီလဲကိုကန်ဂျုံဘဝနော်ရခိုင် EA ရှီမာရောက်နေတဲ့ PDF တွေဒီလဲ EA ဂျုံဘဝနဲ့ပေါ့ဘဝနေဝင်ချိန်ကိုတို့ဇက်ကူးသွားရလိမ့်မယ်တို့ဒီတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာနေတော်တဲ့မှာဆုံးပြီးတော့ EA ကို EA အောင်ခံတိုင်းရတဲ့လက်မှတ်ကန်ဖွဲ့အနေခံထားတဲ့တောင်ချမ်းသူတွေရဲ့လောက်အောက်ခံလက်ဝေခံဂျုံဘဝနဲ့တာတို့ဘဝတွေဇက်သိမ်းသွားကြပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2028ရောက်ရင် PDF တွေဘဝ နေဝင်ချင်းရောက်သွားပြီလို့မပူဒုခံမှလိုက်တဲ့ရုတ်တံအပြင်လေးမျက်နှာမျိုးနယ်တွင်တိုက်ပွဲပြင်းထန်နေပြီးဒံယာရစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကိုပသိမ်တို့ကိုရလမ်းတွင်တေဆုံးကုန်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။ အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်ချင်းလက်ကြီးရွာနှင့်ဆက်ဆက်ယူကြီးရွာတို့တွင် တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကဒဏ်ရာရတပ်ဖွဲ့ဝင်များကိုပသိမ်တို့အရေးပေါ်ပို့ဆောင်ရာလမ်းတွင်ပင်တေဆုံးကုန်ကြောင်သိရသည်လေးမျက်နှာမြို့နယ်ပသိမ်မုံရွာကားလန်းလူမတော်အနီးရှိချင်းလက်ကြီးရွာဘက်သို့စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးဝင်ရောက်လာသဖြင့်ပြီးခဲ့သည့်မတ်ဆက်9ရက်နေ့တွင်အာရခတပ်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့တို့ဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်သိရသည် ို့တုံးကတော့ဒံယာရရအရေးပေါ်အခြေအနေတွေကိုကားရီနဲ့ပတိန်ကိုခေါ်လာတာဆေးရုံမရောက်ခင်လမ်းမှာတင်းတေကုန်လို့အကုန်ရေခဲတိုက်ထဲပို့ရတယ်ထီထွေးတိုက်ပွဲကချင်းလေအထီရောက်နေပြီးဟုစေရေးတည်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည်စစ်ကောင်စီကချင်းလေကြေးရွာတွင်အခြေချတဆွဲထားပြီးကြေးရွာတွင်ရှိဒေသခံများကိုဖုံကြီးကြောင်းဝဲအတွင်ပိတ်ဆို့ထားပြီးစစ်ဆေးနေကြောင်းဒေသခံများထံမှသိရသည် င်္ဂလာပါမျိုးကြီးကျွန်တော်မဝိတုမာသေးပါရှင်ဒီနေ့2025ခုနှစ်မတ်လ16ရက်နေ့ဖြစ်ပါတယ်အဲဒီရက်တွေလူမှုကွန်ရက်မှာလူပြောများပြီးတော့ပြန့်ခန့်နေတဲ့တကယ်ပေါ့ရှိတယ်အဲ့တော့ကပါလဲဆိုတော့ရန်ကုန်မန္တလေးအမြင်လမ်းပေါ်မှာရှိတယ်ရွှေပြည်လင်းစားတော့ဆိုင်မှာအာဒီကော်ဖီခွက်တစ်ခါသုံးခွက်ဒီမှာချူတီကုန်ကျင်းတော်မြင့်ကြီးရဲ့ပုံလူတော်ကိုတစ်ခါသုံးခါမှာရိုက်နေတဲ့ပြစ်ကြပါတော့နော်အာဒါဟာဘုရားဘာသာဝင်တွေထုတ်ပြန်ထားရာဒီချူတီကုန်ကျင်းတော်ဆိုတာတကယ်လေးစုတက်ပေါ်ရွှေပြည်လင်းပေါ့နော်ကျွန်တော်တို့ဒါဗီဒီဓမ္မတေဒီအော်ဒီနာစီဒီပြီးပေါ်ကစီဒီလို့ခေါ်ရဲစီဒီလေးမျိုးဟော စူးပေါင်းပြီးတော့တခြားနေစီတော့မျက်ကြည့်ဖြစ်တဲ့အတွက်ဒီလိုမျိုးပြားပုံတော်တွေကိုတစ်ခါသုံးခွက်တွေမှာအသုံးပြုရမှာမသိပြရောပေါ့နော်။အဲဒါကြောင့်မလို့တိုက်ချားမှုရှိတဲ့ခါကျတော့သက်ဆိုင်ရန်ကနေစုံလန်းနေစစ်ဆေးပြီးတဲ့ခါမှာဒီရှင်ပင်စားတော့ဆိုင်မှာအသုံးမပြုရသေးပဲနဲ့ကြမ်းရှိနေတဲ့ဒီတစ်ခါသုံးခွက်တွေကိုသိမ်းဆည်းလိုက်တယ်ဆိုတဲ့ကိစ္စ။ဒီကိစ္စပေါ်မှာတစ်ခါသုံးဆိုနေကြပြောကြရင်ဟာဘာသာရေးရဗုဒ္ဓဘာသာတွေကအဆုံးရောက်တယ်ပေါ့နော်။အာဗုဒ္ဓဘာသာတွေဘာဖြစ်နေရဖြစ်နေဆိုတဲ့ဝန်ထမ်းမှုရှိတာပေါ့။ဆိုတော့ခင်ဗျားတို့အဲ့ဒီအဆုံးရောက်မှုမရောက်မှုနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်လေးတစ်ခုကိုကျွန်မကဥပမာပေးပြီးလိုက်ရှင်းပြမယ်။အဲ့ဒါဘာလဲဆိုတော့ဒီကျွန်မတို့ အင်ဒီချင်းနိုင်ငံဘင်္ဂလားဒေ့မှာပဲဖြစ်သွားတာအဲ့ဒါကဘင်္ဂလားဒေ့မှာအစ္စလာမ်ဘာသာဝင်တွေရှိတယ်လို့ဟိန္ဒူဘာသာဝင်တွေလည်းရှိတယ်အဲ့ဒီမှာဟိန္ဒူဘုရားအကြောင်းမှရှိတယ်ဘုရားယုထုရဲ့သူဟိန္ဒူတွေဆိုရှိဝါလက်ဖျားပေါ့လက်ဖျားယုထုရဲ့ချင်းရင်းမှာအစ္စလာမ်ဘာသာတွေရဲ့ကိုယ်ဝန်ကျမ်းတို့ကိုယ်ဝန်ကျမ်းပဲပေါ့တို့ပြောတဲ့ကိုယ်ဝန်ကျမ်းပဲဘုရားယုထုဟိန္ဒူဘာသာရှိဝါလက်ဖျားရဲ့ယုထုရဲ့ချင်းရင်းနာမှာအစ္စလာမ်ဘာသာဝင်တွေကိုယ်ွယ်တယ်ကိုယ်ဝန်ကျမ်းမျက်စာအုပ် ာနေတယ်ပေါ့ကွတချို့တယောက်ကရွေးရချက်ရှိရှိပြစ်ချခဲ့တာလည်းရှိရှိနဲ့ဖက်ကောက်ဖြစ်နိုင်တယ်ဒါကိုတို့ဟိန်းလူပြားရဲ့ချင်းရဲ့မှာတို့အစ္စလာမ်ဘာသာဝင်တွေရဲ့ကိုယ်ဝန်ကျမ်းမြတ်ကိုဒီလိုမျိုးလုပ်ရပါမလားဆိုပြီးတော့အဲ့ဒီဟိန်းလူပြားကြောင့်ကိုလူအကြီးနဲ့ဝိုင်းပြီးတော့မိရှုဖြက်စီးခဲ့တယ်ဖြစ်စဉ်တာတကားရှိတယ်ဆိုတော့ကျွန်တော်ဆိုလိုချင်တဲ့အကြောင်းအရာကတော့ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ယုံကြည်ရဖို့မိမိတို့အသက်နဲ့ရှင်ပြီးတော့ကာကွယ်ဆောင်ရှောက်လို့ရှိတယ်ဆိုတဲ့သဘောတရားကိုကျွန်တော်ပြောချင်နေဖြစ်ပါတယ်။ဘာသာတိုင်းဘာသာတိုင်းဟာမိမိတို့ရဲ့ကိုယ်ပွဲရာတဲ့နှလုံးတွေကိုထိပါဆော်ကားခံရလို့ရှိရင်ခုလိုမျိုးတုံ့ပြန်တတ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်မကပြောဆိုချင်ဖြစ်ပါတယ်။ဒီနေရာမှာမတူတဲ့ချက်တော့ကနေကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတကာနိုင်ငံမှာ ဘာသာလင်းစေပွင့်စီသူဟာနိုင်ငံတော်ရဲ့အုပ်ချုပ်သူနိုင်ငံတော်တမရနိုင်ငံကြီးရဲ့တာဖြစ်တယ်။နိုင်ငံကြီးကဘာသာလင်းရင်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာသာသနာကိုနေလိုလားလို့လီးစင်နိုင်တယ်လို့ကြွယ်စင်နိုင်တဲ့အနေထားလည်းရှိတယ်။လက်ရှိမှာနာဆာကအင်ဆောင်ဆိုရသည်သာသနာတော်ကိုဗုဒ္ဓဘာသာကိုအလင်းညှက်ထားတဲ့အတွက်အခုလိုမျိုးအသေးပွဲကိစ္စလေးရဆကျွန်တော်တို့အချိန်မီတားဆီးနိုင်နေပဲ။ရှေ့မှာဗုဒ္ဓဘာသာကိုအလင်းနဲ့မထားဘဲနဲ့ဘာသာရေးဟာနိုင်ငံရေးမှာဝင်ရမဆုံးဖက်တင်ပါဘူး။လူသားရေးဟာဒီဘက်ခင်မှာလုံးမဖြစ်တော့ပါဘူးဆိုတော့ဒေါက်ဆန်းစုကြည်ဆိုတာလက်ထက်မှာအဲ့ဒီကိစ္စကြီး2019ကဖြစ်ခဲ့တာ။2019မလိုင်မြို့နယ်ရွှေဘော်ကျွန်း နဂယုံဖုရားသာသနာနယ်မြေအတွင်းမှာဗမာတုံကဒီမလိုက်မြို့နယ်ရွှေဘော်ကျုံနဂယုံဖုရားသာသနာနယ်မြေမှာဒီရွှေဘော်ကျုံကျောင်းနယ်ဆရာတော်ဖုရားရဲ့ရုပ်ထုကိုဒီထောက်ပူပွဲတာရှိတယ်အဲ့ဒီဟိုဖုရားနဂယုံဖုရားတော်ကိုတွေ့မှာပေါ့နော်အဲ့ဒီမှာဒီကျောင်းနယ်ဆရာတော်ရဲ့ရုပ်ထုကိုဖယ်ပြီးတော့ဖုရားနဂယုံဖုရားအတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ရုပ်ထုကိုဖုရားအမှတ်နဲ့ဒီထောက်ပူပွဲကြတယ် ။ဒါကြောင့်ဒေါ်စုကြည်ကိုဖះကုန်ဖယ်ပြီးဖះနံမှာဒေါ်စုကြည်ရုပ်ထုကိုဒေတာကိုကိုယ်ကြားတယ်လေမေးရင်နောက်မှာနေရင်စေးပကြီးရှင်။အဲ့ဒီနေရင်စေးပကြီးကဘာလဲဆိုလို့ရှိရင်ဒီဟိုပိစတဲ့ငါနဲ့တာဘေလူဝါဆောင်ကိုတည်နေတယ်နော်။တခြားမင်းကချီးပြူဆောင်တယ်ဗျာမင်းကခယူးစင်းမှုတ်တယ်စသည်ဖြင့် မတလီနဲ့သားပေါင်းရဲ့နဲ့သားနဲ့တမီးတွေကဒီပုံတော့ကဘာနဲ့တူလဲဆိုလို့ရှိရင်ဘာမှမစော်ပြသည်။ဟာတောက်လေးနဲ့နဲ့ပြီးကနေပြီးတင်ငနကိုဒီကိုပြန်ကြွတဲ့အခါမှာဆွေးဆောင်တဲ့ငွေဆောင်တဲ့နေကနေပြီးတော့နဲ့ပြမာလေးပို့ဆောင်တဲ့ပုံကိုပုံပေါ်ထားတဲ့နိုင်ငံစည်းပတိရှိတယ်။အဲ့ဒီနိုင်ငံစည်းပတိရဲ့အရှိမှာမကေယုံဖျားပရဟိုဖျားဝင်းအပြင်မှာတော့သူ့ကြီးရဲ့ရုပ်ထုကိုဒီထားကိုပဲတဲ့အခါကျတော့ဖျားကိုဖယ်ပြီးတော့သူ့ကိုကိုပဲတဲ့အနေထား။နော်အဲ့ဒီပုံကတော့ရှင်းနှစ်ပတ်လောက်ကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်မ YouTube မှာတင်ထားတာရှိတယ်။နော်ဒါဒီသဒ္ဒနာဘုတ်တိတ်ကိုညှိုးနှိုင်းစေတာမဟုတ် ဒါကဝိရိယကိုပြောလိမ့်မယ်ဟာဒေါ်ဆန်းစုကြည်ကဘုန်းကြီးတွေကိုမတက်ခဲ့ဘူးဒေါ်ဆန်းစုကြည်ကဘုန်းကြီးတွေကိုတက်ခဲ့တာမဟုတ်ဘူးအဲ့ဒီလောရက်ကိုကြည်ချင်းအားဖြင့်ဒေါ်ဆန်းစုကြည်ရဲ့နောက်လိုက်တွေတာသနာတော်ကိုတက်ခဲ့ချင်းဖြစ်တယ်ဒီကိစ္စပေါ်မှာဘသူကမှပြစ်ပေးရေးယူခြင်းမရှိဘဲနဲ့အဲ့ဒီမလိုက်မြို့နယ်လေဒီပါတီဝင်ပါတီကဘာပြောလဲဆိုတော့ NLD ပါတီတွတ်တော်မကပြောတယ်ဒီကိစ္စကကျွန်တော်တို့ NLD ပါတီနဲ့မဆိုင်ပါဘူးမလိုက်မြို့နယ် NLD ပါတီကလောက်တာမဟုတ်ပါဘူးဆိုပြီးတော့ထပြီးတော့အကြောက်တန်ကြီးနေတယ် ်ညှိနှာနဲ့နေပြီးပါတယ်တကယ်ဆိုရင်ဒီကိစ္စကကျွန်တော်တို့လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေနေမှာဒီလိုလာလုပ်တာကိုလည်းကျွန်တော်တို့လက်မခံပါဘူးเนาะဒီလိုမျိုးလုပ်တဲ့သူကိုလည်းကျွန်တော်တို့စောင့်ဆန်းစစ်ဆေးပြီးအဖြစ်ပေးရေးယူပါမယ်ဆိုတဲ့တာဝန်ယူမှုတာဝန်ခံမှုကိုကျွန်တော်တို့ပြည်သူကလိုချင်တာဒီရုပ်ထုဆိုတာကတရက်နှစ်ရက်နဲ့လုံးလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးအ ਨੇ ဆုံး၅ရက်တပတ်အချိန်ပေးပြီးတော့ထုရတဲ့ရုပ်ထုဖြစ်တယ်ဒီရုပ်ထုကြီးကိုဒီပြားဝင်းထဲမှာဒီလိုထုနေတာကိုမသိစရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီအမှုတွေလည်းပဲတရက်ခန့်မပေါ်ပဲလက်သက်မပေါ်ပဲပြီးသွားခဲ့တယ် ဒီလောက်ထိတာသနာတော်ကိုထိခိုက်ဆော်ကားပြီးတော့တာသနာကိုရင်ရင်ကျဲကျဲအလုံးကြီးနဲ့တက်ခဲတိစ္ဆာကြီးမြန်မာနိုင်ငံမှာမှန်တယ်ဖြစ်ခဲ့အဲ့ဒီကိစ္စတွေပေါ်မှာတာသနာကိုလင်းစေ꿰စေသူဟာနိုင်ငံတော်အုပ်ချုပ်တဲ့သူဖြစ်တဲ့အတွက်နိုင်ငံအုပ်ချုပ်တဲ့သူဟာတာသနာကိုလင်းစေမဲ့အစားတာသနာလင်းစေမဲ့အလုပ်တွေမလုပ်ခဲနဲ့တာသနာ꿰စေမဲ့အရာတွေကိုတောင်ဦးစားပေးခဲ့တယ်ဆိုတော့လည်းရှိပါဒီရွှေပြည်စားတောင်းဆိုင်တစ်ခါတော့ခွက်တင်လည်းပတ်သက်ပြီးတော့တော့ကျမတို့ဒီအချိန်မီတားချင်းနိုင်လိုက်တယ်ဒီပုံမှာဘုရားတော်ဝင်တောင်းနေတယ် ီကိစ္စပေါ်မှာကျမဒီဗုဒ္ဓဘာသာဝင်ကိုကြောက်နေတယ်ကျင်းနေတယ်ရှင်းမရှင်းမဖြစ်စင်နေမြောင်များစွာရှိခဲ့ပါလေနဲ့အရေးမယုံနိုင်ခြင်းပေါ်မှာလည်းအင်မတန်မှစိတ်ငြိမ်းချမ်းဖြစ်ရပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့နိုင်ငံထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရှိတယ်။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဒီဘက်ကကျမတို့တမတော်ခန္ဓာသူတွေကြတော့လေဘယ်မျိုးဘယ်နေရာမှာတိုက်ပွဲမှာတမတော်ကဘယ်လိုအောင်ပွဲရခဲ့တယ်။အကြမ်းဖက်ဗီဒီယိုတွေဘယ်ရောက်သိခဲ့တယ်။ဟိုတက္ကသိုလ်တွေကြတော့လေဘယ်မျိုးဘယ်နေရာမှာအစ်တဲ့ရေစစ်ကြောင်းကိုသူတို့ဘယ်လိုမျိုးမိုင်းဆွဲခဲ့တယ်၊ထုံကိုတိုက်ခဲ့ခဲ့တယ်။ဒါကြောင့်မလို့စစ်သားတွေဘယ်ရောက်သိခဲ့ပါလဲဆိုပြီးတော့နှစ်ဘက်လုံးကသူ့ဘက်ကနိုင်တယ်၊ငါဘက်ကနိုင်တယ်ဆိုပြီးဝါဒဖြန့်မှုတွေကအခုလက်ရှိမှာအများကြီးကိုတွေ့နေရတယ်။ ဆိုတော့ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်အရင်တည်းကလည်းခဏခဏပြောခဲ့တယ်အခုလည်းထပ်ပြောမယ်။ဒါကြောင့်ခဏခဏပြောရလဲဆိုရင်အတိတ်သိရှိနေကြတယ်။စစ်ပွဲဆိုတာကဒီနေ့စစ်ဖြစ်တယ်မနေ့ကစစ်ဖြစ်တယ်မနေ့ကတိုက်ပွဲမှာတို့တို့ဘယ်လိုနိုင်ပြီးငါဘက်ကဘယ်လိုသေးသွားလဲဒီနေ့တိုက်ပွဲမှာငါဘက်ကဘယ်လိုနိုင်ပြီးတို့တို့ဘက်ကဘယ်လိုသေးလဲဆိုရက်လက်တလုံးမှာဖြစ်နေတဲ့အကြောင်းအရာပေါ်မှာစိတ်ခံစားပြီးတော့အဲ့ဒီစစ်ပွဲတစ်ပွဲရဲ့နိုင်ခြင်းရှုံးခြင်းကိုဆုံးဖြတ်ရတာမဟုတ်ဘူး။ အဲ့ဒီနယ်မြေမှာတစ်ဖက်နဲ့တစ်ဖက်ခြေစံတွေဖောက်လိုက်ပြီဆိုတာနဲ့အဲ့ဒီဖောက်လိုက်တဲ့ခြေစံတကောင်းရင်နောက်ွယ်မှာနောက်ထပ်၅နှစ်ဒီနယ်မြေမှာဘာဖြစ်နိုင်တယ်လဲနောက်ထပ်၁၀နှစ်ဒီနယ်မြေမှာအခြေပြုနေထိုင်တဲ့ဒေသခံပြည်သူလူထုရဲ့အကြမ်းမာရေးစီးပွားရေးပညာရေးဘယ်အနေထားထိတွားနိုင်တယ်လဲဆိုတဲ့အနာဂတ်ကိုရှုမျှော်ပြီးသုံးသပ်ရတယ်အနာဂတ်ကိုရှုမျှော်သုံးသပ်ပြီးတော့မှတ်တာလည်းဒီနယ်မြေမှာဖယ်ဖက်ကဘယ်လိုနိုင်ပြီးတော့ပြည်သူလူထုကဘယ်လောက်ထိအကျိုးခံစားခွင့်ရတယ်လဲဆိုတာကျမတို့ကသုံးသပ်ရတာဖြစ်ပါတယ်နော်ကျွန်တော်ကလက်တလုံးတိုက်ပွဲတွေပေါ်မှာတာယာပြီးတော့နော်ခဏတာတိုက်ပွဲတွေမှာတာယာပြီးသူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးတော့ ရေပေါ်စီလုံးနေကြပြီမဲ့အမှန်တကယ်နောက်ထပ်၅နှစ်ကိုစောင့်မျှော်ကြည့်တဲ့အခါနောက်တဲ့၁၀နှစ်ကိုမျှော်ကြည့်တဲ့အခါမှာသူ့ဘက်ကလည်းမနိုင်ငါ့ဘက်ကလည်းမနိုင်မင်းနဲ့ဂျာတဲကဒီတာခံပြီးတူတူတူတာဘဝတွေပြက်ပြီးအနာဂတ်တွေမဲ့သွားတော့တွေ့ရမယ်ဆိုတော့ဟုတ်ပြီလက်ရှိမှာနိုင်ငံရေးပြည်ပခါတွေကဘယ်လောက်ထိနောက်ထပ်ဘယ်နှစ်နှစ်ထိကြာမြင့်နိုင်တယ်လဲနောက်ထပ်စစ်ပွဲဘယ်လောက်ထိဖြစ်အောင်မလဲဒါအားလုံးသိချင်တယ်စစ်ပွဲတွေဘယ်တော့ကြာမှငြိမ်းချမ်းပါလဲလက်ရှိဖြစ်နေတဲ့ပြည်ပခါတွေဘယ်လောက်မှငြိမ်းချမ်းမလဲတနင်္ဂနွေလုံးတိုင်းတာနဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့သိကြပါတယ် ။ဒါမလည်းပြန်တော့မဟုတ်ပဲတော့ခါလို့ပဲပြောရပါလိမ့်မယ်။အဓိကကဗဇက်ကငင်းချင်ရင်ငင်းချင်ရင်ဘလောက်ပဲပြောနေပါစေ။မိမိတို့ရဲ့ရှင်ထဲမှာလက်နဲ့ကင်ထားတဲ့တိုင်းရင်းသားလက်နဲ့ကင်ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရှင်ထဲမှာတက်မလို့ခေါင်းဆောင်ဆိုတဲ့လူတွေရဲ့ရှင်ထဲမှာထိုင်းရင်းသားဆိုတဲ့လူတွေရဲ့ရှင်ထဲမှာဗမာဆိုတဲ့လူတွေရဲ့ရှင်ထဲနှလုံးသားထဲမှာငင်းချမ်းလို့ခြင်းနဲ့ဆန္ဒအမှန်တကယ်ရှိရလား။ရှင်ထဲနှလုံးသားထဲကဆန္ဒကတာတယ်။ကျွန်တော်တို့ငင်းချမ်းရေးအမှန်တကယ်ပေါ်ဆောင်နိုင်မယ်။ဒါပေမဲ့လက်ရှိမှာဖြစ်ဖြစ်နေတဲ့ပရိသတ်ခါကြီးကကျွန်တော်ပြောလိုက်မယ်ကျွန်တော်မိတို့မှာအသေးပြောလိုက်မယ်။နောက်ထပ်အများဆုံးကြာရင်၃နှစ်။နောက်ထပ်အများဆုံးကြာရင်၃နှစ်။အဲ့ဒီ၃နှစ်မှာ เนาะအခုတစ်နှစ်ကိုထားလိုက်နောက်တော့နေဒီတစ်နှစ်မှာထိထိုက်တိုက်ခွင့်အနေနဲ့ဖြစ်နေ ဘယ်သူတွေနဲ့ဖြစ်မှာလဲဆိုတော့ဒီကိုအရာကိုနေမြေအမေကန်အတိုင်းနဲ့လက်နက်ကင်နေမြေထဲမှာထိတွေ့တိုက်ပွဲဖြစ်မယ်ထိတွေ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့သဘောကသူ့ဘက်ကစစ်ကြောင်းနေထိုးလာလို့ငါဘက်ကစစ်ကြောင်းနေထိုးလာလို့အပြန်လဲစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်မယ်အဲ့ဒါဘယ်မှာတက်လဲဒုတိယတနေ့ကြတဲ့ခါကျတော့နော်နေပြည်မှာသူ့ဘက်ကလည်းစစ်ကြောင်းထိုးတော့ငါဘက်ကလည်းစစ်ကြောင်းမထိုးတော့ဘဲနဲ့ကိုဘက်နဲ့ဒီဘက်လက်နက်ကြီးတွေနဲ့လက်မီဖြစ်တာဒရုန်းတွေနဲ့လက်မီဖြစ်တာမျိုးတွေဖြစ်မယ်တတိယနောက်ဆုံးဒီနေ့၃နှစ်ရောက်ဒီ၃နှစ်ရောက်ဆိုလို့ရှိရင်ထိတွေ့တိုက်ပွဲမဖြစ်တော့ဘူးထိတွေ့တိုက်ပွဲလည်းလုံးဝမရှိတော့ဘူးအဲဗန်နာမှာတော့စစ်ဘေးကြောင်းဒုက္ခပြည်သူတွေဘယ်လိုထမင်းနဲ့နေပါလဲစစ်ဘေးကြောင်းဒုက္ခပြည်သူတွေဘယ်လိုမျိုးခက်ခဲနေပါလဲဘယ်လိုရောဂါတွေဖြစ်နေပါလဲဘယ်လိုဆေးဝါးတွေပြက်ပြက် က်နေပါတယ်ဆိုတော့အခက်အခဲဒုက္ခတွေပဲကြာရတယ်။ချိန်နေတာတခုကတော့နောက်၃နှစ်လုံးမှာထိတဲ့ drive ပွဲမှာသူ့ဘက်ကိုယ်ပဲစင်ရနဲ့အင်အားဖြည့်ပြီးအပြန်အလှန်ထိုးစစ်ဆင်ခြင်းဒီအီရိုအီရာဝမီခဲတိုင်းသားလက်နက်ကိုင်ဖွဲ့အမီခဲတောက်ချမ်းတွေတာဖြစ်တယ်။ဒီ၃နှစ်အတွင်းမှာ PD ရဲ့အမီခဲချက်ဖက်တပိုင်းအနေနဲ့ကလုံးဝထိုးစစ်မဆင်နိုင်ဘူး။ကျမအမခင်ကျမကျင်းတေပါအတက်ပြောရည်တို့အနေနဲ့ကနော်ဒီပထမတနေ့အတွင်းမှာတို့ကြားရမယ်ဖနာမှာတော့စစ်တပ်ရဲ့စစ်ကြောင်းကိုခြုံခိုးပြီးတိုက်ခတ်လိုက်တယ်ဖနာမှာစစ်တပ်ရဲ့စစ်ကားကိုဘယ်လိုမိုင်းဆွဲလိုက်တယ်ဆိုတော့နော်ပြစ်ပြစ်အဆင်ပဲရှိနေတယ်ထိတ်တာ จ้าแตกๆไปတော့သူတွေကိုတွေပြည့်ရဲ့ခက်ရဲ့ပြစ်နိုင်ခနိုင်ရတာလောကမရှိတရားဘာကြောင့်လဲဆိုတော့စစ်ပြစ်နေတာဖြစ်တဲ့အတွက်လူတွေလည်းတည်တယ်လက်နဲ့တည်တယ်ကုန်တယ်ခဲရဲနေကုန်တယ်ထိုင်ရရရတွေကိုကုတရရမယ်စေဝါးနေကုန်တယ်ဒါကြောင့်မလို့နှစ်ခတ်လုံးမှာလူသားရင်းမြစ်တွေဆုံးရှုံးရတဲ့အတွက်အများဆုံးနောက်ထပ်ပြိပခါတွေနဲ့လက်ရှိစစ်ရေးပြိပခါတွေကနောက်ထပ်အကြဆုံးရှင်တုံးနေတာဖြစ်ဒီ၃နှစ်မှာတစ်နှစ်ပတ်လုံးဖြစ်နေမှာလားဆိုတော့မဟုတ်ဘူးပထမအခုနာမည်နှောင်း26မှာတော့ထိတွေ့တဲ့ဘက်ဖြစ်မယ်2029နှစ်မှာကျတော့နောက်တစ်လကြာလို့ဒီခုနေ့မှာတရင်တစ်ပုတ်လောက်ကြာရမယ်ဒီနားမှာတရင်တစ်ပုတ်ကြာရမယ်ဒီနားမှာထိတွေ့တဲ့ဘက်ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကြာရမယ်နောက်ထပ် ဒါက2016 2016 2016 2016 2016 2018 2018ရောက်သွားတဲ့အခါကျရင်တော့နော်ဒီ PDF အမိခံလေးသူတို့ဘဝကြီးရောက်ရှိရနေလေနော်တင်းနေနေမှာရောက်နေတဲ့သူတွေဒီလေကြဲဥကြောင့်ဘဝနဲ့ပဲသူတို့ကဒီဝင်ချက်ရောက်ပြီးတော့သူတို့ကလမ်းဆုံးသွားပြီးတော့ကြဲဥနေနေမှာရောက်နေတဲ့သူတွေကလည်းကြဲဥကြောင့်ဘဝနဲ့ပလောင်နေရှိမှာရောက်နေတဲ့ PDF တွေဒီလေပလောင်နေရဲ့အခိုင်းအစေကြောင့်ဘဝနဲ့ ကိုကန်နေမရှိမှရောက်နေတဲ့ PDF တွေလည်းကိုကန်ရောင်ဘဝနော်ရခိုင်အီရင်ရှိမှရောက်နေတဲ့ PDF တွေလည်းအီရင်ရောင်ဘဝနေပါဘဝနေဝင်ချိန်ကိုတို့ဆက်ကူသွားရလိမ့်မယ်တို့တို့ဒီတို့ဘဝဟာတော်တဲ့မှာနေတော်တဲ့မှာတည်တော်တဲ့မှာဆုံးပြီးတော့အီရင်ကိုအီရောင်ကိုခံတိုင်းရတဲ့လက်နက်ကန်ဖက်အီခံထားတဲ့တောင်ချမ်းသူတွေရဲ့လက်အောက်ခံလက်ဝေခံရောင်ဘဝနေတာတို့တို့ဘဝတွေသက်သိမ်းသွားကြပါလိမ့်မယ်